မင်္ဂလာပါ theology တလို့စာရဲ့ morning devotion season ကနေကြိုဆိုပါရစေ။ဖျာသခင်ပန်းစင်တဲ့ဒီနေ့ရက်တင်မှာလေအဖဖျာသခင်ထံကကောင်းကြီးမင်္ဂလာများစွာနဲ့ဒီနေ့တအားလုံးရှင်လန်းအားပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သမျှဖြစ်ကြပါစေ။ဒီချိန်မှာခဏလောက်ဆုတောင်းပြီးစာပြုကြရအောင်။အဖဖျာသခင်ကျေးဇူးတင်လေ။ကိုရှင်ပန်းစင်တို့နေ့ရက်တင်နဲ့ဝင်ရောက်ခွင့်ပေးသည့်အတွက်ကျေးဇူးတင်လေ။ဘုရောဘုရောလိုရရှိသည့်လမ်းတို့ သွားနိုင်စီဘူးရှောက်နိုင်စီဘူးယခရရှင်ကိုရောနဲ့လမ်းပြပြပြင်ပြပါခရရှင်ကိုလိုအပ်ပါ၏ခရရှင်လိုရှိသောနှလုံးသားနဲ့ခရရှင်လို ရှိသောလူဆောင်မှုများကိုပဲပြုချင်ပါတယ်ခရောတကယ်ခရရှင်ကိုရတဲ့ဂျေဇုပြုလျက်ပူဆောင်ပေးသနာပါဂျေဇုချီးမွမ်းတဲ့ပါရီတော်တော်သခင်ယေရှုနာမ၌အစာပြုပါ၏အာမင်ဒီနေ့တော့ရှင်ယောဟန်အော်ဝါဒါစာပထမဆုံးခန်းကြီး2 အငယ်15အငယ်16ကိုဖတ်ရှုဆင်ခြင်ခံယူကြမှာဖြစ်ပါတယ်။ရှင်ယောဟန်ဩဝါဒစာ ပထမဆုံးအခန်းကြီး1အငယ်15ကနေအငယ်16လောကကို၎င်းလောက၌ရှိသော အရာတို့ကို၎င်းမချစ်ကြနှင့်လောကကိုချစ်တော်သူမြည်သည်ကခမည်းတော်ကိုချစ်ခြင်းမြတ်တာမရှိ လောက၌ရှိသမျှသော အရာဤဟုသော ကိုယ်ကာယတတ်မှခြင်းမျက်စိတတ်မှခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမီးတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏ဖျက်ရှိတော်တဲ့တမချန်းစာအဖြစ်ဘက်ကင်ပြင်ဆင်ပေးရတဲ့ကောင်းကြီးမင်္ဂလာတင့်ပေါ်မှာရှိပါစေ ကျွန်တော်တို့ရှင်ယောဟန်ဩဝါဒစာကိုဖတ်ကြည့်တဲ့အခါမှာအတိကအဖြစ်ချစ်ချင်းမေတ္တာကိုဦးစားပေးတတ်တွန်းသွန်သင်ထားတာတွေ့ရပါတယ်ဒါပေမဲ့ဒီကနေ့ဖတ်သွားတဲ့ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီးနှစ်အငယ်56မှာတော့မချစ်ရမယ့်အရာကိုဖော်ပြထားပါတယ်လောကကို မချင်တဲ့ လောက၌ရှိသော အရာတို့ကို မချစ်နှင့်လောကကိုချစ်ရင်ခမည်းတော်ဘုရားကို မချစ်နိုင်ဘူးအလောကကို မချစ်နဲ့လို့ပြောတာကဘာမြေကြီးကို မချစ်ခိုင်းတာလားလောက၌ရှိသောအရာတွေကိုမချစ်နဲ့ဆိုတာတဘာဝရီတရဝရီနဲ့လူလူချင်းဟောမချစ်ရတော့ဘူးလားစသဖြင့်မေးစရာရှိပါတယ်မူရင်းစကားအရတော့လောကလို့ပြောတဲ့အခါရေမြေတောတောင်တစ်ပင်ပန်းမလာနဲ့ သရဝါရီရှိနေတဲ့ကဘာမြေကြီးကိုယဉ်ညွန်းတာဖြစ်နိုင်သလို လူသားတွေကိုလည်းယဉ်ညွန်းတာဖြစ်နေနိုင်ပါတယ်။ပြီးတဲ့အခါမှာတော့ကဘာမြေကြီးပေါ်မှာလွှမ်းမိုးပုံသွင်းနေတဲ့စီးစနစ်နေရာမှာသဘောတရားတွေကိုလည်းယဉ်ညွန်းပါတယ်။ကျမ်းစာအရကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်ထားတာတခုကတော့လူလူချင်းချစ်ရမှာဖြစ်ပါတယ်။ပြီးတဲ့အခါကျရင်ကျွန်တော်တို့နေထိုင်ရကဘာမြေကြီးကိုလည်းပြုစုဆောင်ရှောက်ဖို့ဆိုတာ လူတွေရဲ့တာဝန်ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ဒါကြောင့် လောကကိုမချစ်နဲ့လို့ပြောတဲ့အခါမှာတော့အဓိကအဖြစ်လူလူချင်းမချစ်ဖို့ကိုပြောနေတာမဟုတ်ဘူး။ကဘာမြေကြီးကိုမချစ်ဖို့လည်းပြောနေတာမဟုတ်ဘူး။မချစ်ရမယ့်အရာကတော့ကဘာမြေပေါ်မှာလွှမ်းမိုးတက်ဝင်နေတဲ့စီစဉ်နေနေရာမှာသဘောတရားတွေကိုညီညွတ်တာဖြစ်ပါတယ်။အငယ်16ကိုကြည့်တဲ့အခါလောက၌ရှိသမျှသောအရာတွေဟူသောကိုကာယတတ်မှတ်ခြင်း၊မျက်စိတတ်မှတ်ခြင်း၊လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမီးတော်နှင့်မဆက်ဆိုင်လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒီကိုကာယတက်မှတ်ခြင်း၊မျက်စိတက်မှတ်ခြင်း၊လောကီစည်းစိမ်၌ဝါကြွားခြင်းဆိုတဲ့အရာ၃ခုကို လောက၌ရှိသမျှသော အရာလို့ကောင်းစဉ်တက်သုံးလုံးထားပါတယ်။ဒါလေးကိုတိကျမှတ်သားစေခြင်းနဲ့ကိုကာယတက်မှတ်ခြင်း၊မျက်စိတက်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းဆိုတဲ့အရာ၃ခုကိုလောက၌ရှိသမျှသောအရာလို့ ခေါင်းစဉ်တက်သုံးနှုံထားပါတယ်။ဒါကြောင့်တမန်တော်ကြီးရှင်ယောဟန် ပြောနေတဲ့လောကဆိုတာကဒီကိုယ်ကာယတတ်မှတ်ခြင်းရဲ့လွှမ်းမိုးမှုအောက်မှာရှိတဲ့လောက မျက်စိတတ်မှတ်ခြင်းရဲ့လွှမ်းမိုးမှုအောက်မှာရှိတဲ့လောက လောကီစည်းစိမ်၌ဝါကြွားခြင်းရဲ့အောက်မှာရှိတဲ့လောကအကြောင်းကိုပြောနေတာ ဖြစ်ပါတယ်။လောကကိုမချစ်ကြနဲ့လို့ပြောတာနဲ့ကဘာမကြီးကိုစေတနာထားစရာမလိုဘူးလို့မယူဆတဲ့မှာဘူး။ ောက၌ရှိသောအရာကိုမချစ်ချနဲ့လို့ပြောတာနဲ့လောကထဲမှာရှိနေတဲ့လောကသားတွေလူတွေကိုချစ်စရာမလိုဘူးလို့လည်းအထင်မရောက်စေချင်ပါဘူး။ကိုယ်ကာယတမချင်းမျက်စိတမချင်းလောကီစည်းစိမ်၌ဝါကြွားခြင်းစတဲ့လွှမ်းမိုးထားတဲ့ဏိယာမနိစနစ်တွေကိုမချစ်ဖို့ဖြစ်ပါတယ်။ဒီကနေ့လောကထဲကိုကြည့်တဲ့အခါကိုယ်ကာယတမတဲ့အတိုင်းရနေတဲ့သူတွေကိုအောင်မြင်တယ်လို့သတ်မှတ်တတ်ကြပါတယ်။ ိုတိုင်းလဲကိုယ့်ရဲ့အလိုတွေပြည့်တဲ့တရက်မှာကိုအောင်မြင်မယ်လို့ယူဆတတ်ကြပါတယ်ပြီးတဲ့အခါမျက်စိတက်မတ်စရာဖြစ်အောင်နေထိုင်တတ်သူတွေလှပအောင်ကြော်ညာတတ်သူတွေကအောင်မြင်တတ်ပါတယ်ငွေကြေးစည်းစိမ်ရှိမှဂုံအတရေရှိမယ်လို့ယူဆပြီးစည်းစိမ်ရှိခြင်းအပေါ်ဂုံယူဝါကြွားတတ်ကြပါတယ်ဒီလိုလောကကို မချင်နဲ့အဲ့ဒီတတ်မတ်ခြင်းတွေနဲ့ဝါကြွားခြင်းကိုလည်းမချင်နဲ့လို့တမန်တော်ကသတိပေးပါတယ် ကိုကာယတတ်မှတ်ခြင်းဆိုတဲ့အသွေးအသားတောင်းတမှုကိုလိုဒလို ဖြည့်ဆည်းနိုင်ခြင်းကအောင်မြင်မှုမဟုတ်ပါဘူး။ထာဝရဘုရားသခင်ရဲ့အလိုဆန္ဒကိုပြည့်စုံစေခြင်းကသာလျှင်အောင်မြင်မှုဖြစ်ပါလေ။ဒီကောက်လောက်ပြန်ပြောချင်ပါတယ်။ကိုယ့်အလိုပြည့်သွားခြင်းကအောင်မြင်မှုမဟုတ်ပါဘူး။ဘုရားသခင်ရဲ့အလိုပြည့်စည်ခြင်းကသာအောင်မြင်မှုဖြစ်ပါလေ။ပြီးတဲ့ကလူတွေအမြင်မှာလှပတင့်တင့်နေခြင်းထက် အဖဘုရားသခင်ရှိတော်မှာ ရသခင်နှစ်သက်တော်သူ ဖြစ်နေဖို့ကအရေးကြီးပါတယ်။မျက်စိထဲမှာဆွဲလန်းနှစ်သက်ရလောက်အောင်လှနေတဲ့အရာတွေရှိရင်လေအလိုတော်လမ်းနဲ့လွဲနေမယ်ဆိုရင်တော့လိုက်မသွားမိဖို့လိုပါတယ်။ငွေကြေးစီးစိမ်အပေါ်ဂုံယူဝါကြွားတက်ခြင်းကလည်းလုံးဝမချစ်မနှစ်သက်တဲ့လောကတဘာဝဖြစ်ပါတယ်။ငွေကြေးစီးစိမ်အပေါ်ဂုံယူဝါကြွားတယ်ဆိုတာပါဇက်ကထုတ်ပြီးကြွားမှကြွားတာမဟုတ်ပါဘူး။စိတ်သေးကနေ ငွေရှိရင်စီးစင်ရှိရင်အရန်အောင်မြင်နေတယ်လို့ခံယူမိပြီဆိုရင်တော့ဒါကစွန့်ပစ်ဖို့အထိ မုံတီးတဲ့နဲ့လောကသဘာဝဖြစ်ပါတယ်ဒီနေ့သင်ပါကိုချစ်နေလေစဉ်းစားစေချင်ပါတယ်သင်ကိုယ်ခန္ဓာလိုအင်ကို ဖြစ်ပေမဲ့အရာနဲ့သခင်ဘုရားအလိုကိုပြည့်စုံစေမဲ့အရာသင်ပါကိုကိုချစ်လေသင်မျက်စီထဲမှာတတ်မှတ်စရာဆွဲဆောင်မှုရှိတဲ့အရာတွေနဲ့သခင်ဖရာရဲ့တန်ရှင်ခြင်းပဲအရာကိုသင်ဦးချစ်လေ ပစ္စည်းဥစ္စာကျွဲဝါရခြင်းနဲ့သခင်ဖျားအတူရှိခြင်းဘယ်အရာကတင့်ကိုဂုံအသေးပိုပြီးဖြစ်စေတယ်လို့မြင်မိလေကျွန်တော်တို့ရဲ့စံငတ်တောင်းတခြင်းကထာဝရဖျားသခင်ပဲဖြစ်တဲ့လို့ကျွန်တော်တို့ဝါကြွားစရာကလည်းထာဝရဖျားသခင်ပဲဖြစ်ပါတယ်မချစ်တဲ့နာတွေကိုမချစ်ဖဲနေနိုင်အောင်လည်းတင့်ကိုဖျားသခင် ကောင်းချီးပေးပါစေနောက်လောက်ဆုတောင်းကြရအောင်အဖဖျားကိုရောနှလုံးသားကိုကိုရရှင်လက်တော်ထဲသို့အနမိုင်း ခရရှင်မနစ်သက်စေခြင်းသောအရာများကိုမနစ်သက်သောသူဖြစ်ပေါ်ရန်အတွက်တန်ရှင်သောဝိညာဉ်တော်ဘုရားနှလုံးသားစန္ဒာတို့ကိုပြုပြင်တော်မူပါခရရှင်၌သာချစ်ခြင်းမေတ္တာရှိတတ်စေတော်မူပါခရရှင်ဘုန်းတော်အဖို့လုံးကသာတရှင်တတ်စေတော်မူပါယေရှုတည်းနဲ့တပါးသောသခင်ယေရှုနာမ၌ဆုတောင်းစကားအနံပါ၏အာမင်